ငလင်ကြောင့်နန္ဒကားကြီးရွှေသွားပြီလို့နာမည်ကြီးနေတဲ့ငကပွက်တောင်တမိုင်းနန္ဒကားကြီးကိန်းဝင်နေတာကြောင့်မြေပြင်မှာရေပြင်အလားစုပ်ွက်နေတဲ့ငကပွက်တောင်ဟာဆွေတော့မကြာခင်ငလင်ကြီးလှုပ်ပြီးကလေးကပဂရိမြေပြင်လားငိမ့်သက်သွားခဲ့ပြီပဲဖြစ်ပါရဲ့ဖျားလူကြီးတွေရဲ့ပြောပြချက်မှာဆိုရင်တော့ငကပွက်တောင်ကတနားဆက်ဝဲငကားမောင်နှံဟာကျလွတ်သွားပြီဖြစ်တာကြောင့်အခုလိုတောင်တော်ကြီးငြိမ်ကြသွားတယ်လို့ဆိုပါရယ် ဒါကြောင့်ဒီနေ့ရွှေဘို channel video မှာဆိုရင်တော့ငကဘွက်တောင်တော်ရဲ့အထင်ကရငကားမုံသမားတမိုင်းကျောင်းနဲ့မီးတောင်ငိမ့်တသွားခြင်းနောက်ကွေရအကြောင်းတရားတွေကိုဖော်ထုတ်သွားမှာပဲဖြစ်ပါတယ်။တကယ်တော့ငကဘွက်တောင်ရဲ့လို့ဒီတောင်ကြီးတည်ရှိခဲ့တာဆိုရင်ရာစုနဲ့များစွာကြာခဲ့ပြီဖြစ်ပါတယ်။ဖရာတမိုင်းရဆိုရင်တော့ဒီတောင်ဟာမြတ်ဗုဒ္ဓအသက်ရှိထင်ရှားရှိစဉ်ကလေးကပေါ်ပေါက်ခဲ့တဲ့အံ့ဖွယ်နေရာတစ်ခုဖြစ်ပါတယ်။ နရကားမောင်နှံပေါ်ပေါက်လာပုံကတော့နဂါမျိုးဆက်ရဲ့တနာပွဲစက်ကြောင်းနဲ့အခြေခံထားပြီးတနေသောအခါမှာမြက်စွာဖျားရှင်ဟာတာဝေထီပြည်ဇေဒဝင်းကျောင်းတော်ကနေသူ့နာပရန္တတိုင်းမှာရှိတဲ့ဆန္ဒကူနဲ့သာကျောင်းတော်ရာကြီးစီကိုကြွတော်မူခဲ့တာပါအစိုးပါကျောင်းတော်ကြီးမရင်ခုနှစ်ရက်ပတ်လုံးတရင်သုံးတော်မူသလိုလူနဲ့ပြမတတော်ဝါပေါင်းတို့ကိုလည်းတရားရည်အေးတိုက်ကြွတော်မူပါတယ် အဲဒီကနေတောင်ဝေထီပြည်ပြန်ကျွမှာအခုမင်းဘူးမြို့မှာရှိတဲ့ကေလာသတောင်ပေါ်မှာခေတ္တရနာပြီးတရင်တုံးတော်မူခဲ့တာပါအဲဒီချိန်မှာနမရာမြေကန်းကငကားမင်းကြီးရဲ့တားတော်နန္ဒာနဲ့သမီးတော်သူစီတာတို့ဟာဖះရှင်ကိုမြေဝါထင်ထင်ဖူးကျန်လာတဲ့အတွက်ဖာကဲငကားမင်းကြီးတန်ခွင့်ပန်းပြီးဖះရှင်ရှိရာဖူးမြော်ဖို့ဆရာထက်တန်စွာလာရောက်ခဲ့ကြတာပါဒါပေမဲ့ကေလာသတောင်နဲ့မလန်မကန်တောင်တရာအပေါ်ရောက်တဲ့ချိန်မှာပဲ တိုင်ငံတကောင်ရဲ့ကိုက်ချီတက်ဖြန့်စားတော့ခြင်းကိုခင်ရပြီးနဂါးမောင်တော်မလေးထွေးလုံးရစ်ဘက်ကအခုနဂါးလူအိုင်နေရာမှာပြုတ်ကြပြီးတော့လူးလိန်သေးပွဲဝင်ရပါတော့တယ် ဖះရှင်ကိုကြည်ညိုတော်ညာလေးဒေါသစိတ်တွေနဲ့တေပွဲဝင်ရတဲ့အတွက်နန္ဒကားမောင်သမဖြစ်နေရပြီးတက္ကရာ123ခုနဲ့ဒုရဘောင်မင်းကြီးတိုင်ကန်းလဲလေတဲ့ခါမှသာနဂါမောင်သမလေးကိုထင်ပြပြီးအပိုင်စားတောင်းခဲ့တော်မူပါတယ်။မင်းကြီးလေမောင်သမနှစ်ဦးရဲ့ကြေးကွဲဝယ်ဇလန်းတွေကြောင့်ဂယုနာတတ်တော်မူကတိန်ကုန်းတောင်အနီးကယခုနဂဘွက်တောင်နေရာကို အပိုင်စားပေးသနာတော်မူခဲ့တာပါ။ အရင်ချိန်ကစားပြီးငကားမောင်သမားစောင့်ရှောက်တဲ့ငကပွဲတောင်ရဲလို့ထင်ရှားပြီးအနေနဲ့ရရမှဖျားဘူးပြည်သူတွေရဆိုရင်တော့ငကပွဲတောင်ကိုရောက်လာတိုင်းနွားနုနဲ့ပေါက်ပေါက်တွေစက္ကန့်အတိတ်ထံပြူခဲ့ကြပါရယ်ဒါပေမဲ့လည်းရုပ်တိကြကြတွေ့ရမယ်ဆိုရင်တော့မီးတောင်ပွက်နေတယ်ဆိုတာမြေအောက်ကတံငွေ ထုတ်လွှတ်မှုတွေကြောင့်ညီအောင်ရေစုပွက်ပြီးတော့ရှုံနဲ့ရေတွေကြွတ်တက်လာတာဖြစ်ပါရယ်ဒါပေမဲ့ငလင်းလှုပ်ပြီးတော့ညီလွာရွေသွားတဲ့အချိန်မှာမီးတောင်ရဲ့တံငွေထုတ်ရလမ်းကြောင်းတွေကိုပိတ်ဆို့သလိုဖြစ်သွားခဲ့တာပါ အတွင်းကနေမိသိန်းနဲ့ကာဝန်နိုင်အောက်ဆိုင်တန်းငွေတွေဇက်တိုက်ထုတ်လို့နေပေမဲ့အပေါ်ကိုရှန်တက်လာစရာအပေါင်မရှိတော့ပါဘူး။ဒါကြောင့်မီးတောင်မစူပတ်တော့ပဲနဲ့ညှိတက်သွားတာဖြစ်ပါတယ်။ဒီလိုချင်းနေမျိုးမှာမီးတောင်ဟာရပ်ပိုင်းတွင်းမှာပေါက်ကွဲတတ်ပါတယ်။ဒါကြောင့်အခုမြန်မာနိုင်ငံကငကပွက်တောင်ရှုံမီးတောင်ညှိတက်သွားခြင်းဟာဆိုရင် တော်ယုံတယုံကိစ္စမဟုတ်ပဲသက်ဆိုင်ရာအစိုးရဘက်ကနေဖိဖိစီစီကာကွယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်တဲ့နယ်ကိစ္စဖြစ်ပါတယ်။ ဒါအရေးကြီးတဲ့ကိစ္စဖြစ်တာမလို့ပရိသတ်ကြီးတို့လည်းဒီအကြောင်းကိုအားလုံးသိရလို့ဗီဒီယိုလေးကိုဝိုင်းပြီးတော့ share ပေးခဲ့ကြပါအောင်နော်ဒီကနေ့ရွှေဘို channel ကနေထောင်းလွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုဒီလောင်းနဲ့နှုတ်ဆက်ဖွင့်ပြပါရှင်အသေးသေးသောကြားရိုင်းနဲ့ပြန်လာခဲ့ပါအောင်မယ်ဆက်လက်ချက်ကအားပေးကြပါအောင်လို့ပြောကြိုင်းနဲ့နှုတ်ဆက်ပေးရစီလား